အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမှာတော့ fuel injection pump နဲ့ပေါ့နော်ပျက်စီးရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ဗျအဲဒီဇယ်အင်ဂျင်တွေမှာ fuel injection pump နဲ့ nozzle ဆိုတာကတော့အဲအဓိကစိတ်ပိုင်းပဲပါဝင်နေတာဖြစ်ပါတယ်ဗျအဲအဲ့ဒီနှစ်ခုတည်းကပေါ့နော် IPC နှစ်ခုတည်းကတစ်ခုပျက်စီးသွားခဲ့မဲ့ဆိုရင်အင်ဂျင်ရဆန်းဆောင်ရေးကကျဆင်းသွားမှာဖြစ်ပါတယ်ဗျအရင်ဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်အဲကျွန်တော် fuel injection pump ပျက်စီးရတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဗျစီတိုင်းကြီးထဲမှာ formal သဲ အဲနည်းနည်းအငင်းကြီးတွေပေါဝင်တဲ့အတွက်ကြောင့်မလို့ပေါ့နော် plancher bar delivery bar တွေပျက်စီးစေမှဖြစ်ပါတယ်အဲအကယ်၍ပေါ့နော်ပျက်စီးသွားခဲ့မယ်ဆိုရင်လည်းအင်ဂျင် engine fuel injection pressure ရောကျသွားပြီးတော့အင်ဂျင်စမ်းဆောင်ရေးကျဆင်းနေမှဖြစ်ပါတယ်ဗျနံပါတ်၄အချက်အနေနဲ့ကတော့ cylinder တွေမပြောင်းလဲပဲအသုံးပြုခြင်းပဲဖြစ်ပါတယ်သမထားတဲ့နာရီလိုက်အဲစီဗီတာတွေမလဲလဲပဲအသုံးပြုမယ်ဆိုရင် fuel flow တွေပိတ်သွားမှဖြစ်ပြီးတော့ plancher ကောင်းစွာဆီမြောက်တော့ပဲ plancher ကတ်သွားမှဖြစ်ပါရဲ့ နံပါတ်3ချက်အနေနဲ့ကတော့ရေပါဝင်ခြင်းရေကရေကပတ်အတွင်းရှိစီးပတ်တွေကိုတကြီးတက်နိုင်တကြီးတက်နိုင်သောရှိပြီးအသုံးပြုလာကြလာတဲ့များ plancha controller template တွေပျက်စီးတယ်မှာဖြစ်ပါတယ်ဗျာနံပါတ်4ချက်အနေနဲ့ကတော့ပန့် WiFi ပေါက်ခြင်းပန့် WiFi ပေါက်ခဲ့မဲ့ဆိုရင် AI နဲ့ DJ တွေရောနိုင်ပါတယ်အဲပန့် WiFi ပေါက်တာကိုမတီးပဲချိန်ကြာမြင့်စွာအသုံးပြုခဲ့မဲ့ဆိုရင် AI overview ပြုလို့ရတဲ့အနေအထားတွေရရှိသွားမှာဖြစ်ပါတယ်ဗျာနံပါတ်5ချက်ကတော့ timing မမှန်ခြင်း timing နိုင်တာတွေမြင်တာတွေ မမှန်ရင်လည်းဖန်ရဲ့အတန်းဒိုးသေးမှာဖြစ်ပါရဲ့ဗျ fuel injection ဘက်နေပျက်စီးဆုံးရှုံးမှုမရှိအောင်ကာကွယ်ကြည့်နေဆိုရင်အဲ fuel filter ကိုတတ်မှတ်ထားတဲ့နားရည်လိုက်လဲလဲပေးရမယ်နောက်ပြီးရတော့ဘောနောစီတန်းကြီးကိုလည်းဖုန်နေသေးတယ်မဝင်အောင်လို့ဆစ်ဆေးပေးရမှာပဲဗျနောက်ဆုံးအချက်အနေနဲ့ fuel injection ဘက်ကိုဆီချူပြီးတဲ့ခါတိုင်းလေးမကြောင်ဆီချူလိုက်မယ်ဆိုရင် fuel injection ပျက်စီးဆုံးရှုံးမှုကနေပြီးတော့ကာကွယ်ပေးတော့မှာဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ရှိပါတယ်